ရေရမိအနာဂတိချံအခန်းကြီး25အငယ်1မှ27တဖန်သာရဖျားသည်ငါအာမိန့်တော်မူသည်က မောရှိနှင့်ရှမွေလာသည်ငါရှိမှဆုတောင်းတော်လေဤလူမျိုးကိုငါမတနာငါထံမှထွက်သွားစေခြင်းငါနှင့်ထုတ်လို့အကျွန်ုပ်တို့သည်အဘယ်အရက်သူထွက်သွားရပါမည်နည်းဟု မေးမြန်းလျင်သင်ကလည်း တေတံသောသူတို့သည်တေခြင်းတို့၎င်းကုမြတ်တံသောသူတို့သည်ကုမြတ်ခြင်းတို့၎င်းငတ်မွတ်တံသောသူတို့သည်ငတ်မွတ်ခြင်းတို့၎င်းတိမ့်သောချုပ်ထားတံသောသူတို့သည်တိမ့်သောချုပ်ထားခြင်းတို့၎င်းထွက်သွားကြဟုထာဝရဘုရားမိန့်တော်မူကြောင်းကိုသူတို့အားစစ်ဆိုလောသူတို့ကိုတက်ရသောဒါဆွဲဖြက်ရသောခွေကိုက်စားရသောမိုးကောင်းကင်ငှက်နှင့် သားရဲ့ဒီဟုသောရန်သူ၄မျိုးကို သူတို့တစ်ဖက်၌ငါခန့်ထားမည်ယူဒရှင်ပေရင်ဟေစကိသားမနာရှေမင်းသည်ယေရုရှလင်မြို့၌ပြုသောအမှုကြောင့်ထိုသူတို့ကိုမြေကြီးပေါ်မှ အတိုင်းတိုင်းအပီပီတို့၌အနောက်အရှက်ကိုခံစေမည် အိုယေရုရှလင်မြို့တင့်ကိုအဘယ်သူတနာလိမ့်မည်နီတင်နစ်အတူအဘယ်သူညီးတွားလိမ့်မည်နီတင့်ကိုကျမ်းမာဤလောဟုမေးအံ့သောငါအဘယ်သူလမ်းလွှဲလိမ့်မည်နီသာရပြားမိန်တော်မူသည်ကတင်ဒီငါကိုဆွန့်ပြေး၍ဆုတ်သွားပြီထို့ကြောင့်ငါသည်လက်ကိုဆန့်၍တင့်ကိုဖျက်ဆီးမည်ငါသည်နောင်တရ၍ညီးငွေပြီးပြည်တကားဝ၌သူတို့ကိုစကောနှင့်ငါလှိမ့်မည် ်သူတို့သားသမီးများကိုငါရှုံးစေမည်ငါဤလူမျိုးသည်မိမိလိုက်သွားသောလမ်းမှမပြန်လာသောကြောင့်သူတို့ကိုငါဖျက်ဆီးမည်သူတို့မုတ်ဆိုးမတို့သည် သမုတ်တရားသဲလုံးနဲ့အမျှမကငါရှိမှများပြားကြလိမ့်မည်မွန်းတဲ့အချိန်တိုင်းအမိကိုတိုက်ဖြတ်သောလူလင်ကိုငါခေါ်ခဲ့၍ကြောက်မက်ဖွယ်သောလုတ်ကြံခြင်းကိုချက်ချင်းဖြစ်စေမည်တားခွနယောက်ကိုဖွားမြင်သောမိမသည်အားရွှဲ၍အသက်ချုပ်လေ၏ ညအချိန်မရောက်မီသူဤနေဝင်လေ၏သူသည်ရှက်ကြောက်မှိုင်တွေလျက်နေရ၏ကြံကျွန်းသော သူတို့ကိုလည်းရန်သူတို့ရှိမှဓာ၌ငါအပ်မီဟုသာဝရဖျားမိန်တော်မူ၏အိုမိခင်ငါ၌မင်္ဂလာရှိ၏ မိခင်သည်တပြည်လုံးရန်တွေ့တော်သူညင်းဆန်တော်သူဖြစ်သောငါကိုဖွားမြင်ပါပြီငါသည် သူတပားကို အတိုးနှင့်မချေသူတပားသည်လည်းငါကိုအတိုးနှင့်မချေသို့တော်လေလူခတ်သိန်းတို့သည်ငါကိုချိန်ဆတတ်ကြ၏ ထာဝရဘုရားမိန့်တော်မူသည်ကအကယ်စင်စစ်တင့်ကိုငါချမ်းသာပေးမည်အမှုရောက်သောကာလညှင်းဆဲခြင်းကိုခံရသောကာလ၌ရန်သူသည်တင့်ထံမှတောင်းပန်မိအကြောင်းအကယ်စင်စစ်ငါစီရင်မည်တန်ခြင်းတိုက်သောအခါမြောက်ပြည်တန်ကို၎င်းတမဏိကို၎င်းချိုးနိုင်သလိုတင့်ဤပြည်တလျှောက်လုံး၌တင်ပြုသောအပြစ်များကြောင့် တဲ့ဤဥ္စာဘန္တာကို အဖိုးမခံပဲလူယူတော်သူတို့လက်တို့ငါပေးမိ။တင်မတိတော်ပြည်တို့ရန်သူနှင့်အတူတင့်ကိုငါသွားစေမိ။တင်တို့ကိုလောင်တော်မီသည်ငါအမျက်အားဖြင့်ရှို့လျက်ရှိ၏။အိုးထာဝရဖျား ကိုရောသည်တည်တော်မူ၏အကျွန်ုပ်ကိုအောင်းမေးလျက်အကြည့်အရှုကြွလာ၍အကျွန်ုပ်ကိုညှင်းဆဲသော သူတို့ကိုတရားသဖြင့်ဒဏ်ပေးတော်မူပါ သူတို့ကိုတီးခံ၍အကျွန်ုပ်ကိုတုတ်သင်ပယ်ရှင်းတော်မမူပါနှင့်အကျွန်ုပ်သည် ကိုရောအတွက်ကဲ့ရဲ့ခြင်းခံရကြောင်းကို အောင်းမေးတော်မူပါကောင်းကင်ဘုရားအရှင်ဘုရားသခင်ထာဝရဘုရားအကျွန်ုပ်တွေ့သောနှုတ်ကပတ်တော်စကားကို ခံယူပါပြီနှုတ်ကပတ်တော်သည် အကျွန်ုပ်ဝမ်းမြောက် ွှင်လန်းစရာအကြောင်းဖြစ်ပါ၏ နာမတော်ဖြင့်အကျွန်ုပ်ကို ခေါ်ဝေါ်ပါ၏ပွဲခံသောသူအစီအဝေး၌အကျွန်ုပ်မထိုင်ပါပျော်ရွှင်ခြင်းအမှုကိုမပြုပါ လက်တင်တော်မူသောကြောင့်တယောက်တည်းထိုင်ပါပြီအကျွန်ုပ်ကိုဒေါသအမျက်နှင့်ပြည့်စည်တော်မူပြီအကျွန်ုပ်ခံရသောဝေဒနာသည်အဘယ်ကြောင့်မြဲပါသနည်းမပြောက်လို့မပြောက်နိုင်သောအနာကိုအဘယ်ကြောင့်ခံရပါသနည်းအကယ်စင်စစ်ကိုရောသည်ပျောက်တတ်၍လှေစားသောရေကဲ့သို့ သူအကျွန်ုပ်၌ဖြစ်တော်မူပါပြီတကားထို့ကြောင့်ထာဝရဘုရားမိန်တော်မူသည်ကားတင့်သည်ပြန်လာလျင်တင့်ကိုငါဆောင်ခဲ့၍တင့်သည်ငါဤအမှုကိုထမ်းရလိမ့်မည်တင်တီမြတ်တော်အရာနှင့်ရုပ်တော်အရာတို့ကိုပိုင်းခြားခွဲထားလျင်ငါနှုတ်ကဲ့သို့ဖြစ်ရလိမ့်မည်သူတို့သည်တင့်ထန်သို့ပြန်လာကြလိမ့်မည် သင်သည်သူတို့ရှိရာသို့ပြန်၍မတော်ရာငါသည်လည်းတင့်ကိုဤလူမျိုးတစ်ဖက်၌ခိုင်ခန့်သောကျေးဝါမျိုးရိုးဖြစ်စေမည်သူတို့သည်တင့်ကိုတိုက်၍မနိုင်ရကြငါသည်တင့်ကိုနှုတ်ယူကဲ့တင်ခြင်းကတင့်ဘက်၌နေမည်လူဆိုးလက်မှတင့်ကိုငါနှုတ်၍ကြောက်မက်ဖွဲသော သူတို့လက်မှရွေးယူမည်ဟုထာဝရဘုရားမိန်တော်မူ၏အာမင် God bless you